ဆက်လေတွေဖြတ်သွားနေတဲ့အင်းလေကရေနဲ့ထဲကိုလူတွေလမ်းလျှောက်ပြီးသွားနေတာကပုံမှန်မြင်ကွင်းတစ်ခုတော့ဟုတ်မယ်မထင်ပါဘူး။ရောက်ဖူးကြုံမှုတဲ့သူတွေကတော့ဘယ်နေရာဆိုတာအသိနေပြီသားဖြစ်မှာပါ။ဒီလားကမြန်မာနိုင်ငံရဲ့ဖျားပွဲတော်တော်များများကျင်းပရာတပေါင်းလာဖြစ်တာကြောင့်ဒီဗီဒီယိုမှာတော့1992ခုနှစ်ကအင်းတို့ကြီးရွှေမြင့်စုဖျားပွဲစီကိုအလဲတစ်ခါတော့သွားပြီးတော့ကြည့်ကြရအောင်ပါ။ အင်းတို့ကြီးအိုင်ကမြန်မာပြည်မှာအကြီးဆုံးအိုင်ဖြစ်ပြီးတော့အခုလိုတပေါင်းလားရွှေမင်းစုဖျားဝဲချိန်မှာတော့ရန်နီရဲဝဲကလာရောက်လဲပတ်သူတွေနဲ့အထူးစီကားတယ်လို့သိရပါတယ်။မြန်မာအတိုင်းရေလေကရွှေမင်းစုဖျားကိုတွားရဆက်လေးချိန်မှာလဲလူတွေက တူတူကြည့်ကြည့်ပါပဲ။လေသမားလေးတွေကတယောက်ကို၅ချက်ဆိုလား၁၀ဆိုလားခေါ်နေတဲ့အတန်တွေကိုလဲလေစိတ်အနှံ့ကိုကြားနေရပါတယ်။ Pekeli, pekeli, teeme tuot joli. Vai, minu on tuolema! ဖျားရှိရဲ့ရေလေစီကိုဆက်လီနေရင်မဟုတ်ပဲလမ်းလျှောက်လမ်းတွေကနေတစင်လဲသွားလို့ရပါတယ်

Start yeah. nine. Yeah. မြန်မာတက္ကရာ1939ခုနှစ်မှာအခုတွင်နေတဲ့ရွှေမင်းသူဖျားကိုပနဲ့ရိုက်ခဲ့ပြီးတော့ရွှေတစ်တာနဲ့ဌာပနာထဲ့တာကိုအစွဲပြုလို့ရွှေမင်းသူဖျားရဲ့လို့အခေါ်ရှိတာကိုသမိုင်းစာအုပ်တွေမှာဖတ်ရပါတယ်။ဖျားပွဲတွေကိုသွားဖို့ဆိုရင်မြကြီးနားကနေဖြစ်ဖြစ်မိုးညင်းကနေဖြစ်ဖြစ်ကတားစလုံးတောင်ဘက်ကနေလည်းသွားလို့ရတယ်လို့သိရပါတယ်။အခုကျွန်တော်တို့ရောက်နေတဲ့1992ခုနှစ်မှာတော့လမ်းမဆက်သွေးကြီးကပို့ပြီးတော့ခံမသိကြပါတယ်။ ဘလို့ပဲလမ်းမဆက်တွေခက်ပြီမဲ့ဖះဘော်ရောက်လို့လိုရာဒိဋ္ဌန်ဆူတောင်းမိသားစုငယ်ချင်းတွေနဲ့စီမီပူဇော်ဒုနကုန်ရဖို့အတွက်လဲဆူတောင်းနိုင်တာဆိုတော့လန်ခီပင်မနာတွေကပြောပါလောက်မှမထင်တော့ပါဘူး

Yeah, the mess, I'm going to be down here. ဖျားပွဲတော်တခြားအင်းထဲမှာတော့လမ်းလျှောက်ဖျားဖူးသူတွေလေးစီးဖျားဖူးသူတွေနဲ့စီကားလို့နေပါတယ်။ဖျားကပြန်တော့မိသားစုမောင်နှမတွေစုံစုံညီညီတပ်ပုံလဲရိုက်ခဲ့ပါသေးတယ်။ငယ်ရလိုမျိုးမိသားစုတွေနဲ့အမြဲမဆုံနိုင်ဘူးဆိုတာကလည်းအိမ်နဲ့ဝေးမှသိရတာမျိုးမဟုတ်လား။ထောင်ကောကိုယ်စားနှခုနဲ့အင်းတို့ကြီးဖျားပွဲကနေနှုတ်ဆက်လိုက်ပါတယ်။